ထောက်ချလေးတွေရဲ့တုပ်ကြီးဟာအသားရည်တွေတကယ်ပဲကောင်းစီရလားရနေတဲ့ဆေးထဲမှာတော့ကြောင်မီးသွေးတို့ရွှွန့်လို့ပါသေးရတယ်။အဲဒါဆိုတုပ်ကြီး span ကတော့အသားကြီးပဲတကယ်နဲ့ကောင်းနေမလား။တွေ့နေကြပါတယ်။အခုပဲဗီဒီယိုလေးကိုစပြီးကြည့်လိုက်အောင်နော်။ span ကအသားကြီးပဲကောင်းသေးတယ်။ဝက်ချံတွေအေးချောင်းတွေပျောက်စီတယ်ဆိုတာကအမှန်လား?မှားလား? ဒီတန်းကတော့အမားကြီးပဲဖြစ်ပါတယ်ဟုတ်ပါတယ်ကျွန်တော်တို့ဒီစပန်နဲ့မှာဆိုရင်အသားအိတ်တွေထောက်ကူပြုတယ်ပရိုတင်းတွေအန်ဇိုင်းတွေစင်စတန့်တွေပြီးတော့အန်တီအောက်ဆီဒန့်အရှည်ရှိတယ်စပန်မိုင်းတွေပါနေတာမှန်ပါတယ်ဒါပေမဲ့အဲ့ဒီဟာတွေအရဆိုရင်ကျွန်တော်ဒီစပန်နဲ့မှာပမာဏအနည်းချင်းသာပါလာဖြစ်ပြီးတော့အသားအိတ်တွေကောင်းနေတယ်ဆိုတော့ကျွန်တော်ဒီသက်သေပြားချက်မရှိသေးပါဘူး အဲ့ဒါကြောင့်အသားရည်ကောင်းစီရယ်ဆိုပြီးတော့သူများပြောတိုင်းရှောက်မလုပ်ပြပါစေနဲ့စပန်ကြောင့်ကိုယ့်ရဲ့မျက်နှာအသားရည်ရှားရံတာကိုယ့်ရဲ့အသားရည်နဲ့မတည့်လို့ allergic ဖြစ်တာပိုးဝင်တာတွေပြင်တို့ဒီလိန်ကတဆင်ကူးဆက်စေတဲ့လေယောဂရယ်ဆိုတာလည်းစပန်ကတဆင်ကူးဆက်စေနိုင်တယ်ဆိုတာကိုသတိထားဖို့လိုပါမယ်ဗျ ကဲအဲ့ဒါဆိုရင်ခုဆိုရင်တော့စပန်နဲ့အသားရေကောင်းကျိုးရှိမရှိဆိုတဲ့မေကွန်းရဲ့အဖြေကိုကြည့်သွားပြီးတော့ယုံကြည်ပါတယ်။အခုဗီဒီယိုလေးကနေအတင်းတွေရိုးတဆုံလေးရရှိသွားရဲဆိုရင်တခြားသူတွေလည်းကြည့်သွားအောင်ရှယ်သွားလိုက်အောင်နော်။အဲ့ဒါဆိုဒီနေ့ရောက်ပါပဲ။နောက်နေ့ဒီမှာလည်းပို့ပြီးတော့စိတ်ဝင်စားဖို့ကောင်းတဲ့အကြောင်းအရာနဲ့အတူပြန်လာကြပါမယ်နော်။